အော်တိုဗလာ21ရက်နေ့ညပိုင်းမြို့တစ္ဆာ channel ကနေပြီးတော့နောက်ဆုံးရဒွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်။ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမြတ်တာရက်ခံလုပ်ပါရခင်ဗျာ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဝက်လက်မြို့နယ်ရတာကြီးရွာကိုစစ်တပ်ကလေကြောင်းနဲ့တိုက်ခတ်ပြီးတော့မြေပြင်စစ်ကြောင်းကလည်းပြည်သူ90ကျော်ကိုလူသားတိုင်းဖြစ်ဖမ်းဆီးစစ်ကြောင်းထိုးနေတယ်လို့သိရပါဗျ။နောက်နိုင်ရကဗျူဟာကုန်းကိုအေအေကဝိုင်းထားပြီးတော့ဖြည်းဖြည်းချင်းထိုးသိမ်းတိုက်ခိုက်နေပါဗျ။ မဲအောင်လိုင်းကိုအာဆီယံအစည်းအဝေးတက်ဖို့ဖော်ပြချက်မှာမလေးရှားသတင်းကနေပြောပြန်ပြီးတော့ဖော်ပြလိုက်ပါတယ်။နောက်ဒေါင်စန်းစုကြည်ကိုဦးသိန်းဦးနဲ့ဒေါက်တာတင်မျိုးဝင်းတို့တွားရောက်တွေ့ဆုံခဲ့တဲ့ဆိုတဲ့သတင်းဟာမဟုတ်ဘူးလို့ဆိုပါတယ်ခင်ဗျာ။ပြီးတော့မိုးကုတ်မြို့နှစ်နေရာကိုစစ်ကောင်စီကဘုံကျဲလို့တည်ဆုံမှုတွေရှိပါတယ်။နောက်ပြီးတော့ချင်းပြည်နယ်ဟာခါမြို့မှာလည်းအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံနှစ်ကျိန်ကျဲချတိုက်ခိုက်တယ်လို့သိရပါတယ်ခင်ဗျာ။ဒီသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ပထမဆုံးတရင်တပုတ်အနေနဲ့ဝက်လက်မြွတ်နဲ့ယတာကြီးကြီးရွာကိုဒီစစ်ကောင်စီကဒီစစ်ကြောင်းထိုးနေတဲ့တရင်ကိုတင်ပြပေးပါမယ်ဒီနေ့အောက်တိုဘာလ22ရက်နေ့မနေ့9နာရီလောက်ကစပြီးတော့အကျန်းဖက်စစ်တပ်ရဲ့တရဲဦးလေတပ်ကနေတက်လာတဲ့ဒီ Jet Fighter တစ်စီးဟာရွက်သက်ကြီးရွာကိုဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။ဒါ့အပြင်မုံရွာမြို့ခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာတဲ့ Gyrocopter နှစ်စီးကလည်း ဒီရွာတကြီးကိုဒီဘုံနှလုံးကြက်ချတက်ခိုက်ခဲ့တာလို့သိရပါတယ်ခင်ဗျာဒီအကြံဖက်စစ်တပ်ဟာရတကြီးရွာအပါဝင်နီးနားမှာရှိတဲ့ကြေးရွာတွေကိုအောက်တိုဘာ23ရက်နေ့ကစပြီးတော့ဒီဒီနေ့ထိလေရင်ဒီဂျိုင်ရိုကော်ပတာနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတာဖြစ်ပြီးတော့အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်မှာပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိကဒီတမန်တာကြေးရွာမှာလည်းဒီစာတင်ကြောင်းတစ်ခုပျက်စီးသွားတယ်လို့သိရပါပါတယ်ခင်ဗျာ ဒီရတကြီးရွာကိုကြံဖက်စစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်နေတာကြောင့်ကျေးရွာနေပြည်သူတွေရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီးတော့ရွာထဲမှာလည်းပြည်သူတွေနေထိုင်တာမရှိတာကြောင့်ထိခိုက်မှုအခြေအနေကိုအတည်ပြုနိုင်တာမရှိသေးပါဘူး။ဒီရတကြီးရွာကိုစစ်ခွေးတွေကလေရင်နဲ့အောက်တိုဘာ17ရက်နေ့ကစပြီးတော့နေတိုင်းနီးပါးကိုဘုံကျဲတိုက်ခိုက်နေတာပါ။ပြည်သူတွေကလည်းရွာလုံးကျွတ်ကိုထွက်ပြေးတိမ်းရှောင်နေရတဲ့ထိခိုက်မှုအခြေအနေကိုတော့အတည်မပြုနိုင်သေးဘူးလို့ Wallet Information Network ကတာဝန်ရှိသူတူက ပြောဆိုပါရတယ်။ဒီအလားတူပဲအောက်တိုဘာ15ရက်နေ့ညနေပိုင်းစတင်ပြီးတော့ Wallet မြို့နယ်ရှေ့ချမ်းရှိမကားရွာက ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာရှိမကားရွာဒေသကနေပြီးတော့စစ်ဘေးရှောင်ပြည်သူ90ကျော်ကို လူသားတိုင်းအဖြစ်ဖမ်းဆီးပြီးတော့စစ်သုံးဆောင်ပစ္စည်းတွေတဲဆောင်ခိုင်းပြီးတော့စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင်းအင်းတောင်းရွာ ငားရိုက်တောင်ရွာမင်းရွာတောင်ရွာမင်းကုန်းလေးရွာနဲ့ဖိုးဝင်းတက်ရွာကပြည်သူတွေအပါအဝင်အနီးဝန်းကျင်မှာရှိတဲ့ကျေးရွာတွေကထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာထွက်ပြေးတန်းချောင်နေရပြီးတော့ဆန္ဒရိက္ခာတွေလည်းလိုအပ်လျက်ရှိတယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်နိုင်ရကစကန်းကိုတက်လာတဲ့အကြံဖက်စစ်ကြောင်းတွေကိုအေအေကကြားဖြတ်ပိတ်ဆို့တိုက်ခိုက်နေတယ်လို့သိရပါတယ်။ မကွေးတိုင်းဗရန်မြို့နယ်ရခိုင်ရုံးမပေါ်နိုင်ရကန်တောင်ပေါ်ကလေကြောင်းရံကာကွယ်ရေးဗျူဟာစခန်းကိုတက်လာတဲ့အကြမ်းဖက်စစ်ကြောင်းတွေကိုအရက်ကတက်တော်အေအေကကြားဖြတ်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်ခင်ဗျာအခုရပိုင်တွဲမှာနိုင်ရကန်စခန်းကိုတက်လာတဲ့အကြမ်းဖက်စစ်ကြောင်းတွေကိုအေအေကလမ်းခုလက်ကနေပြီးတော့ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်နေတာကြောင့်နေရာအနှံ့မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့စီရေးတရေးမြစ်တယောက်ကပြောပြပါတယ်ဒီစစ်ကြောင်းတွေခွဲပြီးတက်လာတာအဓိကတော့နိုင်ငံလေကြောင်းရံကာကွယ်တပ်ကိုလာတာ အဲ့မှာလမ်းမှာပိတ်ထုတ်တက်ခိုက်နေရတာတိုက်ပွဲကအေးသိမ့်ထားတဲ့အုတ်ထုတ်တောင်နားမှာရောပဇီနားမှာရောဖြစ်နေတာလို့ပြောပြပါရယ်ခင်ဗျာဒီပိတ်ဆို့ဖြတ်တောက်ခံထားတဲ့အကျန်းဖက်စစ်တပ်ရဲ့စစ်ကြောင်းတွေဟာနိုင်ရကလေကြောင်းရံကာကွယ်ရေးစခန်းကိုထိုးဖောက်ရောက်နိုင်အောင်အပြင်းထန်ကြိုးစားနေတာကြောင့်ဒီ AA ကကြားဖြတ်တိုက်ခိုက်လို့တိုက်ပွဲတွေနေရာနှံ့ဖြစ်ပွားနေတာဖြစ်ပါတယ်သူတို့ကနိုင်ရကတောင်ထိပ်ကိုရောက်အောင်ထိုးဖို့ကြိုးစားနေတာလမ်းကြောင်းတွေအမျိုးမျိုးခွဲပြီးစစ်ကြောင်းထိုးတယ် ဒီဘက်တော်လန်ရေးတွေဘက်ကလည်းအတက်မခံဘူးဖြတ်တိုက်တယ်အေးအေးသိမ့်ထားတဲ့အုတ်ထုတ်တောင်ကိုလည်းသူတို့ပြန်ရဖို့ကြိုးစားနေကြတယ်လို့ပြောပြပါတယ်ခင်ဗျာဒီအကြံဖက်စစ်တပ်ဘက်ကစစ်ကြောင်းတွေဟာဇင်ပြုံးနဲ့ဗဒန်းစုံကုန်းအမြောက်ကြီးတက်ကနေပြီးတော့စစ်ကြောင်းတို့တက်လာတာဖြစ်ပြီးလေကြောင်းပစ်ကူနဲ့နေရောညပါဒီထိုးစစ်ဆင်လျက်ရှိတယ်လို့သူကဆက်ပြောပြပါတယ်ဒီမနက်တင် jet drone တွေနဲ့ပစ်တာဆက်ကျင်လောက်ရှိနေပြီးနေရောညရောပစ်နေတာလို့ပြောပြပါတယ် အဲ့ဒီစစ်ကြောင်းတွေနဲ့လက်ရှိတိုက်ပွဲမှာပဇီကျေးရွာအနီးတဝိုက်နဲ့ဂုံကြီးစကန်းအောက်မှာရှိတဲ့ကာကင်းစကန်းတွေဖြစ်တဲ့အုတ်ထုတ်တောင်ကာကင်းစကန်းနီနာဝင်းကျင်တွေမှာဖြစ်ပွားနေတာလို့သိရပါတယ်။အောက်တိုဘာ15ရက်နေ့က AA ရဲ့ထုတ်ပြန်ချက်မှာဒီနိုင်ရကံပြူဟာဂုံးကိုအပိသက်သိမ့်ဘက်ရယူဖို့အတွက်အနေငယ်သောလက်ကြံနေရာတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ကစင်ကလေးထွက်ပြေးနေကြတဲ့ရန်သူတွေနဲ့လည်းနေရာတချို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့လည်းဖော်ပြထားပါတယ်။ အော်တိုဘာ19ရက်နေ့ကထုတ်ပြန်ချက်တည်းမှာလဲနိုင်ကန်လေချောင်းရံကာကွယ်တပ်ကကစင်ကလေးထွက်ပြေးနေကြပြီးတော့တပ်ဖွဲ့ဝင်တချို့ကလည်း AAG ကိုအလံပြူထောက်လက်နက်ချလင်းဝင်လာတာတွေရှိတယ်လို့ပဲတချို့ကိုတိုက်ပွဲအတွင်းလက်ရဖမ်းဆီးတာတွေလည်းရှိနေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ဒီစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုအာဆီယံစည်းဝေးတက်ဖို့ဖော်ပြခဲ့တဲ့သတင်းကိုဒီမလေးရှားသတင်းစာကနေပြီးတော့အခုကဖယ်ရှားလိုက်ပြီလို့သိရပါတယ် မြန်မာအာဏာသိမ်းစစ်ကောင်းဆောင်မင်းအောင်လှိုင်၄၈မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်ဆိုပြီးတော့မလေးရှားသတင်းဌာန News Straits Times ကသတင်းမှာဒီထက်ပြောလာရကနေဒီနေ့အော်တိုဘာလ21ရက်မှာအဲ့ဒီသတင်းစာကစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အမိကိုပြန်လည်ဖယ်ရှားလိုက်တာကိုတွေ့ရပါတယ်ဒီမနေ့က News Straits Times ကိုကိုးကားပြီးတော့အာဏာသိမ်းမှုကို ထောက်ခံတဲ့ စေဥစုလက်အောက်ခံဝါရဖြန့်မီဒီယာတွေက58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုမင်းအွန်လိုင်းတက်ရောက်မယ်လို့သတင်းတွေဖော်ပြခဲ့ကြပါသေးတယ်ခင်ဗျာလက်ရှိအဲ့ဒီသတင်းဟာမင်းအွန်လိုင်းရဲ့အမိကိုသတင်းကဖယ်ရှားလိုက်တာကြောင့်အာဆီယံထိပ်သီးအစည်းအဝေးကိုစစ်ကောင်းဆောင်တက်ရောက်ခွင့်ရမရမှာမသေးကြတဲ့အခြေအနေမှာရှိနေပါတယ်ခင်ဗျာ မြန်မာမှာအာဏာသိမ်းမှုပေါ်ပေါက်ပြီးလာပိုင်းအကြာမှာ2020ခုနှစ်ဧပြီလကျင်းပခဲ့တဲ့အာဆီယံနိုင်ငံတွေထိပ်သီးအစည်းအဝေးကိုစစ်ကောင်းတောင်မဲအောင်လိုက်တရောက်ခွဲရပေမဲ့လည်းအဲ့ဒီအစည်းအဝေးမှာဆုံးဖြတ်အတည်ပြုခဲ့တဲ့အချက်တွေကိုစစ်ကောင်းတောင်ဘက်ကအကောင့်ထဲပေါ်မှုအားနည်းနေတယ်လို့ဆိုကနောက်ပိုင်းကျင်းပမဲ့အာဆီယံအစည်းအဝေးတွေကိုစစ်ကောင်းတောင်မဲအောင်လိုက်ကိုတရောက်ခွဲမပြုဘဲပြိပင်ခဲ့တာဖြစ်ပါတယ်ဒီအစည်းအဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်အပြင်အရေးပါတဲ့ ကမ္ဘာကောင်းဆောင်တွေတက်ရောက်ဖို့မျှော်မှန်းထားပါတယ်တရုတ်သမ္မတရှီကျင်းပင်ရဲ့တက်ရောက်မှုကလည်းအတီမပြုတ်ရသေးပေမဲ့အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီတက်ရောက်ဖို့အတီးပြုတ်ထားသူစင်းထဲမှာပါဝင်တယ်လို့လည်းသိရပါတယ်ခင်ဗျာဒီမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကရုရှားသမ္မတဗလာဒီမာပူတင်နဲ့ကွမ်လန်လပူမှာကျင်းပမဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်လာပွဲရှိတဲ့အကြောင်းပြောကြားထားပါတယ်ဒါပြင်၄၉ကြိမ်မြောက်အာဆီယံအစည်းအဝေးမှာဒီတီမော့ လက်ဒီနိုင်ငံဟာအာဆီယံအဖွဲ့ဝင်ဖြစ်လက်မှတ်ရေးထိုးဝင်ရောက်မှာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်ခင်ဗျာထိပ်သီးအစည်းအဝေးကိုဒီအာဆီယံဥက္ကဋ္ဌတာဝန်ဖိလစ်ပိုင်ကိုလွှဲပြောင်းပေးရမှာဖြစ်ပြီးတော့နေကုန်းချုပ်အနေနဲ့အန်နိုဝါရဲ့သတင်းစာရှင်းလင်းပွဲနဲ့အဆုံးသတ်မယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်တဲ့ရင်တပုတ်ကတော့ဒီသတင်းမှတစ်ခုကိုဆက်ပြီးတင်ပြလိုပါတယ် ဒီဒေါမ်ဆန်းစုကြည်ကိုဦးသိန်းဦးနဲ့ဒေါက်တာတမျိုးဝန်းတို့တွားရောက်တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းဟာမဟုတ်ဘူးဆိုပြီးတော့ဒီ BBC မှာဖော်ပြထားပါတယ်ခင်ဗျာဒီဒေါမ်ဆန်းစုကြည်ကိုမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဘို့လုံမှုဆောင် CEC နှစ်ဦးဖြစ်တဲ့ဦးသိန်းဦးနဲ့ဒီဒေါက်တာတမျိုးဝန်းတို့တွားရောက်တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ် ဒါနဲ့ပတ်သက်လို့ BBC ကဦးသိဦးရဲ့လက်ကင်ဖုံးကိုဆက်သွယ်မေးမြန်းတဲ့အခါမှာသတင်းမှဖြစ်တဲ့အကြောင်းဦးသိဦးရဲ့မိသားစုဝင်တူကအတည်ပြုပါတယ်။နောက်အဲ့ဒါသတင်းမှပါဒီဦးသိဦးဘယ်မှမသွားပါဘူးအိမ်မှာပဲအတူရှိပါတယ်လို့ပြောပြပါတယ်။ဒီ NLD ဘူလူမှုဆောင်ဖွဲ့ဝင်ဒေါက်တာမြူးညွန့်ကလည်းဒီသတင်းမဟုတ်မှန်ကြောင်းပြောပြပါရယ်လွန်ခဲ့တဲ့2ရက်3ရက်လောက်ကတည်းကဒီသတင်းတွေထွက်တာတော့ဥသိဦးကကျွန်တော်တို့ကိုပြောပြပါရယ်အဲ့ဒီလိုသွားတွေ့ခဲ့တာမရှိပါဘူးလို့ပြောပါရယ်လို့ ဒေါက်တာမျိုးညွန့်ကပြောပြပါတယ်ခင်ဗျာဒါပေမဲ့ဒေါန်သန်းသူကြည်ရဲ့ကျမ်းမာရေးအခြေအနေကိုစိုးရိမ်တာကြောင့်ဒေါန်သန်းသူကြည်နဲ့လူချင်းတွဲဆုံခွင့်ရဖို့တောင်းဆိုတယ်လို့လည်းဒေါက်တာမျိုးညွန့်ကဆက်ပြောပါတယ်ခင်ဗျာဒီ BBC ကဒီဒေါက်တာတင်မျိုးဝင်းစီကိုလည်းအောက်တိုဘာ22ရက်မှာဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့ဖုံးလက်ကန်ဖြစ်ကြတာမရှိဘူးလို့ဆိုပါတယ်ဒီလက်ရှိမှာ NLDCC တွေထဲမှာဒေါက်တာမျိုးညွန့်ဦးသိန်းဦး ဒေါက်ခင်ထေးကျွယ်နဲ့ဒေါက်တာတင်မျိုးဝင်းတို့ကပြင်ပမှာရှိနေပါတယ်။နောက်ထပ် CEC တူဖြစ်တဲ့ဦးဖြုံမင်းသိန်းကိုတော့ NLD ဘို့လုတ်ကော်မတီကဒီ2023ခုနှစ်မှာဒီပါတီဝင်ဖြစ်ကနေပြီးတော့ထုတ်ပယ်ထားပါတယ်ခင်ဗျာ။ကျန် CEC တွေထဲမှာပါတီဥက္ကဋ္ဌဒေါံဆန်းစုကြည်ဒုဥက္ကဋ္ဌသမရဒီဦးဝင်းမြင့်စကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကင်းပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပူနဲ့နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ကအကျဉ်းချခံထားရပါတယ်။ EC2 ဖြစ်တဲ့ပါတီဥက္ကဋ္ဌဒုဥက္ကဋ္ဌနဲ့ဒေါက်တာဇော်မြင့်မောင်နဲ့ဦးညံဝင်းတို့ကတော့အကျဉ်းချခံနေရင်းနဲ့ရောဂါကြောင့်ကွယ်လွန်ခဲ့ကြပြီဖြစ်ပါတယ်။နောက်ထပ် EC2 ဖြစ်တဲ့ဦးအင်ထုံခန်းတို့ဆံကတော့ပြင်ပမှာကြန့်ရှိနေတဲ့ EC တွေနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။ နောက်ထပ်စီးစီတွေဖြစ်တဲ့ဥအောင်ကြည်ညွန့်ဒေါက်တာမေဝင်းမြဥခန္တာမင်းနဲ့ဥထွန်းထွန်းဟိန်တို့ကပြည်ပမှာရောက်ရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။နောက်မိုးကုံးမြို့နေရဲနှစ်နေရာကိုဒီစစ်ကောင်စီကဘုံထက်ကျဲပြန်ပါတယ်။တန်တမရောတည်နေလေထင်းကျုပ်ထားတဲ့မိုးကုံးမြို့အရှိပိုင်းနေရာနှစ်ခုကိုစစ်ကောင်စီတပ်ကဒီနေ့နေ့လယ်ပိုင်းမှာဂျက်ဖိုက်တာနဲ့ဘုံကျဲသွားပြန်ပါတယ်ခင်ဗျာ နေ့လယ်2:59မိနစ်လောက်နဲ့3:01မိနစ်လောက်မှာဘုံကျဲသွားတာလို့ဒေသခံတွေကပြောပါတယ်။ဒီဘုံတလုံးကမိုးကုတ်မြို့အရှေ့ပိုင်းကန်တော်ကုန်းအထက်နားကိုကြားရောက်ပေါက်ကွဲပြီးတော့ရဲသားတွေထိခိုက်သေဆုံးမှုရှိတယ်လို့ဒေသခံတူကပြောပြပါတယ်။နောက်တလုံးကတော့တောတောင်တွေဘက်ကိုကြားရောက်ပေါက်ကွဲတယ်လို့ဆိုပါတယ်ခင်ဗျာ။ဒီကန်တော်ကုန်းကဖူစေဘလုံးကွင်းတဲ့ကိုကျဲတာထိခိုက်တွေရှိတယ်လို့ဒေသခံတူကပြောပါတယ်။ တခြားဒရေရင်မြစ်တွေရဲ့ပေါ်ပြချက်အရကလင်းငယ်၃ရောက်ဖူစယ်ဘောလုံးကွင်းထဲမှာတည်သွားတယ်လို့ဆိုပါတယ်ခင်ဗျာဒီနေ့နေ့လယ်ပိုင်းထိဘုံကျဲမှုနဲ့ပတ်သက်ပြီး TNL ကသတင်းထုတ်ပြန်ထားပေမဲ့ထိကိုက်မှုအခြေအနေကိုပေါ်ပြထားတာမရှိသေးပါဘူးအောက်တိုဘာ16ရက်နဲ့20ရက်နေ့တွေကလည်းမိုးကုတ်မြို့ရှိပိုင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်ဒီတရနယ်လေးတင်းကျုပ်ထားတဲ့မြို့နယ်တွေထဲမှာနောင်ချိုတီဘောနဲ့ကြောင်မဲမြို့တွေကိုသိမ်းယူပြီးတဲ့နောက်ပိုင်းမှာ ပြန်လည်သိမ်းယူထားတဲ့မြို့တွေအပြင်ကြံတဲ့မြို့နယ်တွေကိုလည်းနေ့စဉ်ဘုံကျဲတိုက်ခိုက်နေပါတယ်ခင်ဗျာစစ်ကောင်စီကနေရအနှံ့ရပ်သားပြည်သူတွေပေါ်ပြစ်မှတ်ထားပြီးရာဇဝတ်မှုကျွလွန်နေကြောင်းနဲ့ဒေသခံပြည်သူတွေအနေနဲ့စိတ်ရည်တိရှိဖို့လေကြောင်းရံနဲ့လက်နက်ကြီးရံကိုလည်းကာကွယ်ကြဖို့တရားနယ်လေကတတိပေးထားပါတယ်ခင်ဗျာနောက်ထပ်ဘုံကျဲတဲ့နေရာကတော့ချင်းပြည်နယ်ဟာခါမြို့နယ်မှာဖြစ်ပါတယ် ဒီဟာခါမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးဘုံနှလုံးကျဲချတိုက်ခိုက်တာဖြစ်ပါတယ်။ဒီချင်းပြည်နယ်ဟာခါမြို့နယ်ဆက်ထံဒေသဒီဇာထာကျေးရွာစတဲ့ညောင်းကိုအကြမ်းဖက်စစ်တပ်ကဒီနေ့မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒီဆက်ထံ Revolution Force ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဒီအကြမ်းဖက်စစ်တပ်ဟာစာတင်ကြောင်းတွေကိုပြစ်မှတ်ထားပြီးတော့အောက်တိုဘာ21ရက်ဒီကနေ့နေ့လယ်ပိုင်းမှာအချိန်10မိနစ်သာချပြီးတော့နှစ်ကြိမ်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် အကျံပက်စစ်တပ်ကဒီသူတို့ရဲ့ရွက်ောက်ပွဲအောင်နိုင်ရေးအတွက်လူထုအပေါ်အကျံပက်နီလန်းနဲ့ချင်းချောက်တက်ခိုက်တာတွေဆက်လက်ကျူးလွန်နေတယ်လို့လည်းဒီစက်တန် Revolution Force ကဆိုပါတယ်ဒီစက်တန်ဒေတာပြည်သူတွေအနေနဲ့အကျံပက်စစ်တပ်က ပြုလုပ်မဲ့တရားမဝင်ရွက်ောက်ပွဲမှာပူးပေါင်းဆောင်ရွက်တာမလုပ်ဖို့စာတင်ကြောင်းတွေမှာအကန့်အသတ်မရှိ ပိတ်ထားဖို့လူစုလူဝေးနဲ့ပွဲလန်းသူတွေတွေတက်နိုင်ဆုံးရှောင်ရှားကြဖို့ကိုလည်းစက်တန် Revolution Force ကဒီအသိပေးထုတ်ပြန်ထားပါတယ် ဒါပြင်ကျန်းဖက်စစ်တပ်ကကလေးသင်ငယ်နဲ့ပြည်သူတွေပေါ်ပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်တဲ့လူရက်ကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့လည်းထုတ်ပြန်ထားပါတယ်ခင်ဗျာအော်ဒူဘာလာ21ရက်ညပိုင်းတင်ဆက်ပေးတဲ့သတင်းတွေကတော့ဒီမျှသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကိုကျေးဇူးတင်ပါတယ်